အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုတင်လိုက်ပါတယ်အဲ့တော့ဒါကျွန်တော်ဒီနေ့ညနေမှာတော့ဒါကျွန်တော်တို့ Arsenal အကြောင်းလေးနည်းနည်းပြောအောင်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့အေးပေါ့ကျွန်တော်ဒီနေ့မနက်မှလား Arsenal ပွဲစဉ်ကိုကြည့်မိတယ်အဓိကကပေါ့နော်ဒါကျွန်တော်တို့ဒီနေရာမှာဒါကျွန်တော်တို့ရဲ့ခြေစွမ်းဘာညာဆိုလဲအကုန်သိပြီးသားဗလာတွေကျွန်တော်တို့သတိတတ်ပြောကြမှာပေါ့နော်နှိစက်စက်မြပေါ့နော်ဒါသူတို့ဒါဘီလပ်လုတ်ခဲ့တယ်ဒါကျွန်တော်တို့လုတ်ခဲ့တဲ့အခြေအနေတစ်ခုမှမူတည်ပြီးကျွန်တော်အနေနဲ့အေးပေါ့ ဟိုတခါကြရင်ဘော persistent ပေါ့နော် persistent consistency လေးရေးကြည့်လို့ persistent လေးရေးကြည့် persistent ဆိုတာဘာကိုပြောချင်တာလဲဆိုတော့တခါကြရင်ခင်ဗျာဘလောက်ပဲလူတွေဘာတွေပြောနေပြောနေကိုလုတ်เสียကိုလုတ်ကိုလုတ်ချင်တဲ့အလုပ်ပေါ့နော်ကိုလုတ်နိုင်တဲ့အလုပ်တွေကိုဒါကျွန်တော်တို့ခေါင်းငုတ်ပြီးဆက်လုတ်နေဖို့အတွက်အရေးကြီးတယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်အဲ့တော့အဓိကပေါ့နော်မနေ့ကဒါ Bayern Munich လို့အသင်းမျိုးနဲ့တွေ့တဲ့အချိန်မှာဒါကျွန်တော်တို့အဓိကလူစားလဲတဲ့နေရာမှာ Austin နဲ့လူဒါကျွန်တော်တစ်ချိန်တကားဟာ Bayern Munich ကဒါကျွန်တော်တို့အရန်စင်းကိုပူကြည့်လိုက်တဲ့အချိန်မှာဟာမိုက်နေရမယ့်အချိန်မှာ အာစနယ်ကလက်ရှိမှာဘိုင်မြူနစ်ထက်ပိုကောင်းနေတဲ့အရန်လူစင်းကိုပြောသွားခဲ့အဲ့တော့ဒါဟိုတစ်ခါကကျွန်တော်ပြောခဲ့တဲ့အရာတစ်ခုလူတော်များတဲ့ကျွန်တော်ရည်ခဲ့ရဲ့ movement မှာရှိတယ်ဗောနော်ဒါကျွန်တော်ရာသီစမှာကျွန်တော်ပြောခဲ့တယ်လက်ရှိအာစနယ်အသင်းမှာ squad depth မှာအာစနယ်အသင်းအကောင်းဆုံးအနေထားမှာရှိနေတယ်အဲ့ဒါကဟာတာမဟုတ်ခဲ့ဘူး တခါကျရင်ဗျာခုနပေါ်သပဲဟိုဂျိုဆေမော်ရီညိုပြောရဲဆိုခုနပလူဂျိုရောမြတ်ဂျိုဆေမော်ရီညိုပြောရဲကိုတွေမဟုတ်တာရှိမဟုတ်တာရှိတယ်ခဏခဏဒါခင်ဗျားတို့ပြောခဲ့တာရှိတယ်ဒါပေမဲ့ဂျိုဆေမော်ရီညိုပြောတဲ့တည်းမှာမတ်မိမတ်မိတဲ့လူမတ်မိဂျိုဆေမော်ရီညိုပြောလို့ပဲခင်ဗျားတို့လူရှိမှဘောလုံးကန်လို့ရလူမရှိဘောလုံးကန်လို့မရဘူးချစ်ရှင်လေးကျွန်တော်အခုလက်ရှိမှာဘောလုံးကဲခရလက်ရှိကျွန်တော်ဒါခမအရန်လူစင်းအခုလက်ရှိမှာခမဒီနောက်ပိုင်းမှာဥမာဒါကျွန်တော်မနစ်ကကျွန်တော်တို့ချက်စီတို့ချက်စီမော်တာကျွန်တော်ဗာလေ PSG အသင်း ထရစ်ဘယ်ယူသွားတယ်ကျွန်တော်တို့သူတို့ပြည်တွင်းလီမှာကျွန်တော်တို့သိအာရုံမဆိုင်လို့လေသူတို့မှာလူးဝစ်အဒီကေကိုတိုင်ကလူငယ်တွေကိုနေရာပေးတိုင်ဆိုရှိတယ်ဥပမာလာရှိမှာဒါမနေ့ကစပါးနဲ့ပွဲစဉ်လိုမျိုးမနေ့ကသူတို့သုံးလာရဲစထရိုက်ကာဆိုတာကျွန်တော်တို့ရဲ့လူငယ်တွေကသူကျွန်တော်လက်ရှိမှာဒီနောက်ပိုင်းမှာဒါ PSG ကလည်းအရီကီကလူငယ်တော်မျိုးကိုထုတ်သွင်းတဲ့မှာပါတယ်။မာယာလူလူတို့ဘာလို့လူမျိုးသုံးထုတ်သွင်းတယ်ကျွန်တော်လက်ထားတာပီအက်ဂျီပွဲနောက်ပိုင်းနည်းနည်းကြီးဖြစ်လို့ပူတည်တယ်။အဲ့တော့ပြောချင်တာဗျာအရေးကြီးဆုံးကအသင့်သက်သက်မှာနောက်ပိုင်းမှာအရေးကြီးလာတာစကွတ်ဒက်။ဘာကြောင့်လဲ။ပွဲတွေအများကြီးဆိုအမှလက်ရှိမှာအိမ်ဆံပဲပြောအောင် တာပုံမဲ့လေးနဲ့တာ on the spot မှာကျွန်တော်လက်ရှိမှာတာမနီယာဘိုင်ယန်နဲ့ပွဲစဉ်မှာ Leandro Trossard နာသွားတဲ့အချိန်မှာ Arsenal ရဲ့ bench မှာခမရလှုပ်ရှားရအများကြီးရှိခဲ့တယ် Martinelli ရှိတယ် Nonni Maduigi ရှိတယ် ဟုတ်တယ်မလားအဲ့လိုပုံစံတွေကလည်းရှိမှဒါကျွန်တော် market ထဲမှာဒီလိုမျိုးဒါခမဆင်းတိုင်း Martinelli ခုလည်းရှိမှဘယ်လောက်ထိ down နေမနောင်းနေပြီးတော့ Martinelli ဒီခုချိန်မှာဒါကျွန်တော်တာမန်အသစ်သစ်ဒါကျွန်တော် Brentford တို့ Everton တို့မှာနေရာပုံပွဲပုံမှန်ပွဲထွက်နိုင်တဲ့ကစားသမားတယောက်ဖြစ်တယ်။ Maduiki ဆိုတာကျွန်တော် Chelsea မှာဒါကျွန်တော် Chelsea အသင်းကမပြောင်းခင်တော့ပုံမှန်ပွဲထွက်ခင်ရတဲ့ကစားသမားတယောက်ဖြစ်တယ်။ ခင်ဗျာဘန့်တစ်ခုမှလှမ်းကြည့်လိုက်လို့မာတီနယ်လီနဲ့မာဒူဂီရှိနေတဲ့အသေးသေးဆိုတာဟာတာမန်ထက်ပို့ပြီးတော့စကွတ်တက်ပေးရဒါပဲဒါပဲဒီနေရာမှာအာစတိုဆိုဒီနေရာကိုအာစတိုသင်ရောက်ဖို့အတွက်အချိန်တစ်ခုပေးခဲ့ရတယ်ဒီအချိန်တစ်ခုပေးခဲ့ချိန်မှာလူတော်များရတယ်ကျွန်တော်ပြောဆိုဒါအာစနယ်ပရိသတ်တွေကတော့သူ့ဟာသူဒါဒါပေမဲ့အာစနယ်ပရိသတ်တွေကြားထဲမှာစိတ်ဝင်ကွက်မှုတွေရှိခဲ့တယ်ဒီနေရာမှာအာတိတာကြီးပဲတော်တာလည်းမဟုတ်ဘဲနဲ့ဒါခရွန်ကီတို့အုတ်စုတို့ဒါကျွန်တော်လက်ရှိမှာဒါဘုတ်ဖွဲတို့အုတ်စုတွေအများကြီးဒါချီးကျူးရမယ်တဲ့မှာပါတယ်ဒီနေ့မှာမဖြစ်မနေချီးကျူးရမှာတော့အန်ဒရီယာဘာတာပေါ့နော်ဘာတာနဲ့ဒီနေ့မှာဒါရောက်လာတဲ့အချိန်မှာသူ့အနေနဲ့သူလိုအပ်တာ ဒီဒါယူနာပေါ့လက်ရှိမှာခဏခဏပြောသူပဲဟာအာစတန်တဲ့ကန်စစ်တီအများကြီးဝယ်တယ်ကွာအဲ့ကန်စစ်တီဘာလို့မလဲအခုလက်ရှိဂေဘရီယယ်နာသွားတယ်အခုလက်ရှိကျွန်တော်ဂေဘရီယယ်နာလို့နာမည်မသိအောင်အာစတန်ရဲ့ကန်စစ်ကကောင်းနေရတယ်ဂေဘရီယယ်နေရာမှာမော်စကာရာဝင်ဆော့မလားဟင်ကာဘီဝင်ဆော့မလားရှေ့ရှေ့လေးစာလီဘာအခုလက်ရှိဘူးဘာပြောကောင်းလို့တခုဖြစ်မယ်လားမော်စကာရာတက်ရှိမယ်ဖူဘတ်မာတာအစုံလိုက်ကြီးရှိမယ် လူးဝစ်ကယ်လီနီယာမှာဒါကျွန်တော်လက်ရှိမှာဒါကျွန်တော်ကာလာဖီယိုရှိမယ်ဒီဘက်မှာတင်းမနီယာမှာကျွန်တော်တို့ဘန်ဝိုက်ရှိမယ်ဂူဒမနီယာမှာလက်ရှိမှာဒါကျွန်တော်ကီပါရှိမယ်ဒါလက်ရှိဒါရိုင်ယာရှိမယ်လက်ရှိမှာအာစတိုသင်းအာနေဘာရီဆိုတဲ့ဝင်းနေမှာတော့မအာစတိုသင်းမှာနောက်ကိုလှည့်ကြည့်လိုက်လူနှစ်ယောက်သုံးယောက်တော့ဒါကျွန်တော်ဆော့လို့ရနေတာမှရှိတယ် အဲ့တော့ကျွန်တော်ဒါခုနကပေါ့ဒိတ်နိုင်လာမှုမယ်ဒါကျွန်တော်တို့ CD အသင်း triple ရခဲ့တဲ့နှစ်ကောင်ပါလို့ရခဲ့လေ CD အသင်း triple ရခဲ့တဲ့နှစ်မှာကစားသမားတွေတန်ရတယ် Julian Everest တို့ကစားသမားမျိုးတွေဒါကျွန်တော် performance ရ peak ဖြစ်ခဲ့တဲ့ moment တွေရှိတယ်ခင်ဗျ bench ကအရင်ရေးကြီးတယ်ခုနကဘောလုံးအသင်းတသင်းပါပေါ့ကျွန်တော်ဆိုအမြင်နဲ့ဒါကျွန်တော်ဟိုဘောလုံးတသင်းတသင်းကိုကြည့်ပြီးတို့ရဲ့လူစင်းကိုကြည့်တယ်တို့ရဲ့လူစင်းကတောက်ခါတစ်ခေါက်တစ်ခါမှတ်မိလားဘာဆိုနာအသင်းဒါကျွန်တော်တို့ Guardiola နဲ့ kit တွေကျွန်တော်ဒါ Luis Enrique တို့ kit တွေမှာ triple တွေယူခဲ့တဲ့နှစ်တွေမှာဘာလို့ဘာဆိုနာအသင်းကဒါကျွန်တော်အဲ့လောက်ထိကောင်းကင်ခင်ဗျသိလား တို့ရဲ့ bench ကလမ်းပြန်ထွက်နေလို့ပဲအရင်တော့ကတော့ကျွန်တော်တို့ Lionel Messi တို့ဒါကျွန်တော်တို့ Louis Suarez တို့ Neymar တို့ရဲ့အရန်တွေဟာဒါကျွန်တော်လက်ရှိမှာတာမန်လူတန်းစားအသင့်တသင်းမှာလမ်းပြန်ထွက်နေအောင်ဆုတ်လို့ရတယ်မှာ Xavi Iniesta ဆိုင်ဒါကျွန်တော် Trio ရဲ့နောက်မှာဒါ Busquets ရဲ့နောက်မှာဒါအရန်ဆိုတဲ့ကစားသမားတွေတချို့တော့ဒါသူတို့ရဲ့ဒါ La Liga ရဲ့ club တွေမှာအခုချိန်အထိကစားနေတဲ့ကစားသမားတွေရှိတယ်ပြောနေတာဗျာခုနကပြော squad depth ဆိုတဲ့အရာကလက်ရှိမှာ Arsenal အသင်းအချိန်ယူပြီး build up လုပ်ခဲ့ဒါပေမဲ့ အဲ့ဒီအချိန်ယူပြီးဘေးလပ်လုပ်ခဲ့တဲ့အသီးပွင့်လက်ရှိမှာခုအာဆောင်သိခန်းစားနေရတယ်ခုနပြောလို့ပဲလက်ရှိမှာကမ္ဘာမှာအကောင်းဆုံးအသင်းတစ်သင်းလို့ပြောလို့ရတဲ့ Bayern Munich တောင်မှလက်ရှိမှာ Arsenal အသင်းလောက် squad depth ရှိမနေဘူးအာဆောင်သိရဲ့16နှစ်သားတုံးရတဲ့ဥစ္စာကသူတို့နေတုံးချင်လို့တုံးတာဖြစ်ပြီးတော့ Bayern Munich အသင်းရဲ့16နှစ်သားတုံးရတာမရှိမဖြစ်လို့တုံးနေနေတာတခုရောက်သွားတယ်အဲ့တော့ခင်ဗျာဘိုင်ယန်မြူးနစ်ပတ်စံမတော့မနေလူတွေဝယ်မဝယ် တို့ရဲ့တိုက်စစ်မှုတွေပြောအိုလီစီကို90ပေးပြီ90နဲ့80ကြာပေးပြီးဝယ်ထားတယ်လူဝစ်စီယက်စ်ကို85ပေးပြီးဝယ်ထားတယ်ဟုတ်တယ်ဟုတ်ဒါလက်ရှိမှာဟယ်ရီကိန်းကို100ပေးပြီးဝယ်ထားတယ်အဲ့ဒီကစားသမား3ယောက်ပေါင်းကြည့်ပေါ့ပေါင်းတန်း300လောက်နည်းနည်းရှိနေတယ်ကစားအသေးသေးတော့ဒါလူမဝယ်တော့တော့ပြောပြများအခုချိန်မှာလူဝယ်ဒါပေမဲ့လူကိုဘလို့ဝယ်လဲဆိုတော့ကျွန်တော်ဒါဟိုတလောကလည်းပြောခဲ့လို့ပဲလူကိုဘလို့ဝယ်လဲဆိုတဲ့ပုံမှန်အများနဲ့မှုတည်တယ်အဲ့တော့ရှင်းရှင်းလေးအခုလက်ရှိမှာပတ်စံနေသုံးတယ်ပတ်စံဘယ်လိုသုံးလဲပုံမှန်မူတည်တယ်အခုချိန်မှာကျွန်တော်ခုနပြောသေးတယ် ဘလောက်တီအာဆုံသင်းရဲ့လက်ရှိကစားကွက်ကရီရလဲဆိုတော့ဗောနော်ကစားသမားတယောက်ကကစားသမားတယောက်ကိုအစားထုတ်ရကစားသမားတယောက်ကိုသတိရစရာအကြောင်းမရှိဘူးဥပမာလက်ရှိမှာ easy oding ကနေရာဝင်ဆော့ oding ကတော့တော်လန်ကိုသတိသတိမရဖမပြောကောင်းဆို easy တစ်ခုဖြစ်လို့ oding ကဝင်ဆော့မယ်ဆို oding ကကောင်းလို့ easy ကိုပြန်ပြီးတော့သတိမရကြောင်း of course ကိုစားသမားပဲဒီကောင်ကြီးပြန်ကောင်းလာတော့အသင်းမှာပိုကောင်းလာမယ်ဆိုတော့အကုန်လုံးကမျောလင်းကြတဲ့ကောင်ကြီးပဲဒါပေမဲ့ခုနကဘောလက်ရှိမှာအရင်တော့ကဒါ arsenal ပြည်သက်တွေကိုတိုင်က transition တခုပေါ့နော်ငါတို့ဒီကစားသမားမရှိလို့ဒီကစားသမားမရှိလို့လက်ရှိမှာခံစားခဲ့ရတယ်အခုလက်ရှိမှာဒီကစားသမားမရှိလို့ဒီကစားသမားမရှိလို့ဆိုတဲ့အရာတခုအာဆနယ်အသင်းမှာမရှိတော့ဘူးအဲ့ဒါကြောင့်မို့ဒီနှစ်မှာအာဆနယ်အသင်းက high risk ပို့ပြီးဖြစ်တယ်ရှင်းရှင်းလေးဒီနှစ်မှာအာဆနယ်အသင်းလုံးဝဒီထက်ပို့ပြီးတော့ဆုံးရှုံးလို့မရတော့ဘူးတိလာကျွန်တော်ပြောတာဒီနှစ်ဒီချိန်မှာလက်ရှိမှာအာဆနယ်အသင်းကလုံးဝ peak ဖြစ်နေတဲ့အချိန်ဖြစ်သွားပြီ။ကွင်းလယ်မှာ Declan Rice, Zubi Mendy, Easy, အရမ်းမှာ Odin ကကျွန်တော်ဒီလိုကစားသမားမျိုးတွေတွားနေတဲ့အချိန်မှာအဲ့တော့ ကျွန်တော်အနေရပြောမလက်ရှိမှာဒါအရင်တော့ဒါကျွန်တော် Gabriel Saliba ဆိုတဲ့ပုံစံမျိုးလက်ရှိမှာ Arsenal အသင်းမှာလုံးဝ irreplaceable မဖြစ်နိုင်တာတယောက်ပဲရှိတော့တယ်အဲ Declan Rice ပဲ Declan Rice နေရကို Arsenal အသင်းကတုံးတုံးအစားထိုးလို့မရဘူးလက်ရှိအနေထားရပြောတာပေါ့နော်ကျန်တဲ့နေရတစ်ခုလုံး Arsenal အသင်းဒါဖြုတ်ပြီးတက်လို့ရဂိုးသမားကအစား Tyson တွေဆုံးအကုန်လုံးဖြုတ်ပြီးစာကနေရစာ Modu ကြီးဝင်ဆော့လို့ရတယ်ဗျာကျွန်တော်ရှင်းရှင်းပြောရမယ်ဆိုရင်အဲ့တော့ဒါကျွန်တော်လူအင်အားတောင့်တင်းခြင်းရဲ့အသီးပွင့်တွေကို Arsenal စားနေရတာကတိတ်ပြီးတော့ထူးဆန်းနေတာမရှိဘူးလက်ရှိမှာလူတော်များဟာအာဒိတာပေါ့နော်လက်ရှိမှာဒါပရီးမီးယားလိမှာငွေများသုံးတာလက်ရှိမှာအခုလက်ရှိမှာပရီးမီးယားလိမှာအကောင်းဆုံးသောဒါစကွတ်တစ်ခုကိုပိုင်ဆိုင်ထားတဲ့လူတယောက်အနေနဲ့အဲ့စကားပြောခံရမှုခပ်ခန့်လိုက်ကျွန်တော်ပြောသေးလား city ပြည်သက်တွေဗျာငွေများမင်းတို့တရားငွေသုံးလို့လောက်အောင်မြင်တာ city ပြည်သက်တွေငွေသုံးလို့အောင်မြင်နေဆိုတဲ့စကားပြောစကားနဲ့တို့ trip နဲ့တို့လဲမှာဘယ်သူမှမလဲဘူး trip ပဲတို့ယူလိုက်မယ်အချိန်တန်ကျွန်တော်မြင်နေပြောတယ်မလား acidic ကလူနေရာဘယ်ခမားကြည့်တာ acidic ကလူနေရာဘယ်သူမှမကြည့်ဘူး တော့ Arsenal ကအခုလက်ရှိမှာအစ်စ်နှစ်ကိစ္စကိုသူတို့မိသွားလိမ့်မယ်သူတို့အချင်းနဲ့ Arsenal ဒီနှစ်မှာသာဖလားရရင်သူတို့အစ်စ်နှစ်ကိစ္စတွေကိုမိပြီးသားဖြစ်သွားလိမ့်မယ်လောကကြီးမှာအဲ့တိုင်းပဲခင်ဗျခုနကပေါ့ဒုတိယဖြစ်တဲ့ချိန်မှာလူတော်များဒါပေမဲ့ပထမဖြစ်တဲ့ချိန်ကခင်ဗျလူတွေကိုမိခင်ဗျဒုတိယဖြစ်တဲ့ဥစ္စာတွေအကုန်လုံးမိပြစ်သွားလိမ့်မယ် ဲ့ပြောချင်တာရှိရှိလေအာဆန်အသင်းကခုလက်ရှိမှာသူတို့ရဲ့လူစင်းတောင်းတင်းမှုကသူတို့အသင်းခုလက်ရှိမှာကူညီနေတယ်ဒီလိုလူစင်းတောင်းတင်းအောင်လေအာဆန်ကနေချင်းကြချင်းလုတ်ခဲ့ရတာမဟုတ်ဘူးအခြေတစ်ခုပေးခဲ့ရတယ်ဖိဖိချင်းနဲ့သွားခဲ့ရတယ်ခုနကငွေနဲ့သုံးခဲ့ရတာပဲခုလက်ရှိမှာငွေမသုံးတဲ့အသင်းဘယ်လိုရှိလို့တော့ဟုတ်တယ်မဒါကျွန်တော်လက်ရှိပူပူလောလောမှာငွေမသုံးခုနကပြောလို့လက်ရှိမှာဘိုင်ယံလိုအသင်းမျိုးတော်မှာဒါကျွန်တော်ပေါ့တိုက်စစ်၃ယောက်တစ်ခုတည်းနေတာပေါ့ပေါ့သန်းပေါ့ယူရိုသန်း၃ဝါဒီလီပေါ့သန်း250လီသုံးထားတဲ့အချိန်မှာအာအာဆန်တို့ကငွေသုံးတယ်ဆိုတဲ့စကားကိုလွယ်လွယ်ကူကျွန်တော်ပြောလို့မရအောင်ချယ်ဆီလက်သုံးထားတာပဲ United လည်းသုံးထားတာပဲ City ကိုယ်တိုင်လည်းသုံးထားခဲ့တာပဲဝင်မသွင်းတဲ့သင်ပဲကျွန်တော်တို့ကဥပမာလက်ရှိမှာအောက်သင်းနေဖြစ်တဲ့စတားလက်တော်ဒီနေ့မှာပေါင်တန်း200ကျော်သုံးထားခဲ့တာပဲငွေသုံးလို့ဆိုကျွန်တော်ပြောလို့မရဒါပေမဲ့ငွေကိုဘယ်လိုသုံးလဲဆိုတဲ့စကားကိုပဲကျွန်တော်အဓိကပြောရမယ့်နေထားတစ်ခုရောက်ရှိလာခဲ့ပြီအဲ့ဒီနေရာမှာတော့ Arsenal သင်းကလက်ရှိမှာရှေ့ကပြီးနေတယ်ဒါပေမဲ့မင်းကောင်းခွာမလေးဖူတော့အာဆောင်သွင်းအင်မတန်မှအရေးကြီးတယ်လို့ကျွန်တော်အနေနဲ့ပုံကူရရမြင်မိတယ်မလေးဖူလည်းကျွန်တော်အနေနဲ့မျှော်လင့်ပါတယ် လောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ကောင်းဖွန်တော်နေနေဖြစ်ပါစေစုမုံအောင် တောင်းပြီးနေပြီကျွတ်တော်ကံပြုပါအောင်မိုင်းလက်ကလစ်ပြီးကြပါအောင်ဗျညံ့ညာကလစ်မှာမြန်မြန်နေဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွတ်တော်ကံပြုပါအောင်ဒီပါပါဗျ